ပေးတဲ့များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ရေဝလင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့တက်တက်ကဘာစစ်အတွက်အမေရိကန်ရဲ့အစီအစဉ်နဲ့ပြပွားများအကြောင်းကိုဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့အမေရိကန်နိုင်ငံရဲ့အဓိကပြိုင်ပွဲနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံရဲ့တက်တက်ကဘာစစ်အတွက်ကြိုတင်ပြင်ဆင်ထားမှုအစီအစဉ်တွေကိုဆွေးနွေးတင်ပြသွားမှာပဲဖြစ်ပါတယ်။အစီအစဉ်လေးမစခင်မှာကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လေးနဲ့အားပေးသွားဖို့တောင်းဆိုပါရစေခင်ဗျာ။ မကြသေးမီကရုရှားရဲ့ယူကရိန်းကိုကျူးကျော်စစ်သတင်းတွေကြောင့်မိတ်ဆွေတို့အနေနဲ့တရုတ်သမ္မတရှီကျင်းပြင်ရဲ့စစ်အင်အားမတုံးပဲတရုတ်ပြည်မှာအကြီးကိုထိုင်ဝမ်နဲ့ပေါင်းစည်းစင်ပြေဟူသောအခိုင်အမာကြေညာချက်တရက်ကိုသတိမမူမိဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့ထိုင်ဝမ်နိုင်ငံသားအများစုကတော့ပြည်မှာကြီးကွန်မြူနတီတရုတ်တွေနဲ့ပတ်သက်လို့ခြင်းမရှိကြပါဘူး။အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ထိုင်ဝမ်ကိုကူညီမြေဟူသောကတိစကားများကြောင့်တက်တက်ကပါစစ်ရဥရောပမှာစတင်ဖြစ်ပွားလာမှာမဟုတ်ဘဲထိုင်ဝမ်ရဲ့ကိစ္စနဲ့ဆက်လင်း၍ဖြစ်ပွားလာဖို့လားလာများရှိနေပါတယ်။ တရုတ်နိုင်ငံအနေနဲ့အမေရိကန်နိုင်ငံနဲ့၎င်းရဲ့မဟာမိတ်နိုင်ငံတွေကိုဘယ်လိုအနိုင်ယူမလဲဆိုတာနဲ့အမေရိကန်နိုင်ငံဟာထိုင်ဝမ်ကိုလွတ်လပ်ပြီးအမေကိုကင်းတဲ့နိုင်ငံနိုင်ငံဖြစ်စေရေးအတွက်တိုက်ခိုက်ဖို့အတွက်ဘာကြောင့်လိုလားလားရှိနေလဲဆိုတာကိုဆက်လက်လေ့လာကြည့်လိုက်အောင်လားခင်ဗျာတရုတ်နိုင်ငံဟာထိုင်ဝမ်နိုင်ငံကိုပြန်လည်ရယူလိုချင်ပြီးအမေရိကန်နိုင်ငံဟာလည်းထိုင်ဝမ်နိုင်ငံကိုလွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံအဖြစ်ဆက်လက်တည်ရှိနေစေချင်ပါတယ်။နှစ်ဖက်စလုံးဟာအကြောင်းပြချက်အမျိုးမျိုးရှိနေပေမဲ့တိတာထင်ရှားပြီးတုန်ညီတဲ့အကြောင်းအရာချို့လည်းရှိနေပြန်ပါတယ်။တရုတ်နိုင်ငံအတွက်ထိုင်ဝမ်ကိုရရှိရေးဟာနိုင်ငံတော်ရဲ့ဂုဏ်သိက္ခာနဲ့အမျိုးသားတာဝန်ရေးဦးစားပေးကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ျွန်းနိုင်ငံလေးတစ်ခုဖြစ်တဲ့ထိုင်းဝမ်ဟာဒုတိယကမ္ဘာစစ်ကြီးအပြီးကွန်မြူနတီများကိုစစ်ရှုံးပြီးတိတ်ဆောင်လာတော့တရုတ်မျိုးသားရေးဝါဒီများအခြေချနေထိုင်ရနေရဖြစ်ပါတယ်။တရုတ်နိုင်ငံဟာထိုင်းဝမ်ကိုကျွတ်ကျော်ပြီးတရုတ်ပြည်မကြီးနဲ့ပေါင်းစည်းနိုင်ရေးအတွက်ကဲခွဲများစွာရှိတဲ့အပြင်အမေရိကန်နိုင်ငံရဲ့ထိုင်းဝမ်နိုင်ငံအပေါ်ကူညီပံ့ပိုးမှုများကြောင့်စစ်ရေးအရအင်အားသုံးပြီးတိမ့်ပိုင်ရန်တရုတ်နိုင်ငံအတွက်မလွယ်ကူခဲ့ပါဘူး။ မကြတဲ့မိကတရုတ်နိုင်ငံရဲ့ကြီးမားကျယ်ပြန့်သောစီးရီးဆိုင်ရာတိုးတက်ခင်မီလာမှုများနဲ့ကုန်းရနှစ်သွဲစင်ရာစက်တိုက်ချဲထွင်မှုတွေကြောင့်တရုတ်နိုင်ငံရဲ့ထိုင်းဝမ်နိုင်ငံကိုသိမ့်ပိုက်ရန်ဟူသောအိမ်မက်ဟာအကောင်အထည်ဖော်ဖို့အတွက်နီးကပ်လာပါတယ်။ဒါပေမဲ့ထိုင်းဝမ်နိုင်ငံဟာအင်မတန်လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ်ဆက်လက်တည်ရှိနေပြီးတရုတ်ပြည်ရဲ့မြို့တော်ဖြစ်တဲ့ဘေကျင်းကိုဥညွတ်ရန်ဆန္ဒမရှိသေးပေတရုတ်နိုင်ငံဟာကမ္ဘာစင်အာဂျီနိုင်ငံတစ်နိုင်ငံအဖြစ်သတ်မှတ်ခံရဖို့တော့မဖြစ်နိုင်သေးပါဘူး။တရုတ်နိုင်ငံဟာသူနဲ့အလွန်နီးကပ်နေတဲ့ကျွန်းငယ်လေးတစ်ကျွန်းကိုတောင်သိမ့်ပိုက်နိုင်ပေတရုတ်နိုင်ငံရဲ့ပြည်သူလူမျိုးရေးတပ်မတော်ကိုလူတိုင်းကရှိန်နေစရာဘာကြောင့်ရှိလို့လဲလို့မေးခွန်းထုတ် ရာများရှိလာပါတယ်။တရုတ်ကွန်မြူနတီပါတီအတွက်ထိုင်ဝမ်နိုင်ငံဟာဒေတာအတွင်းအကြီးမားဆုံးချိန်ချောင်းမှုတစ်ခုအဖြစ်တည်ရှိနေပါတယ်။ ထိုင်းဝန်နိုင်ငံဟာအာဏာရှင်စနစ်အဖြစ်စတင်ခဲ့တော်လဲတဖြည်းဖြည်းနဲ့ liberal နဲ့ပွင့်လင်းမြင့်သားသောဒီမိုကရေစီစနစ်အတင်တို့အခုပြောင်းလာခဲ့ပါတယ်။ယခုလက်ရှိထိုင်းဝန်နိုင်ငံဟာကမ္ဘာဒီမိုကရေစီအဖွံ့ဖြိုးဆုံးနိုင်ငံတွေထဲမှနိုင်ငံတကာနိုင်ငံအဖြစ်တည်ရှိနေခြင်းကတရုတ်ကွန်မြူနစ်ပါတီအတွက်အလွန်ကြီးမားတဲ့ပြဿနာတစ်ရပ်ဖြစ်လို့နေပါတယ်။ထိုင်းဝန်နိုင်ငံရဲ့လွတ်လပ်စွာတည်ရှိနေခြင်းကတရုတ်ပြည်သူများအတွက်တရုတ်ကွန်မြူနစ်ပါတီသာမရှိခဲ့ပါက၎င်းတို့၏ပွင့်လင်းလွတ်လပ်သောဘဝတစ်ခုဒါမှမဟုတ်စနစ်တစ်ခုကိုမိမောင်းထိုးပြနေတဲ့ကဲ့သို့ဖြစ်နေပါတယ်။ ကိုဗစ်ကာလအတွင်းတရုတ်သမ္မတရှီကျင်းဖင်ပြင်းထန်သောအရေးယူဆောင်ရွက်မှုများနဲ့ကိုဗစ်ကာလပြည်နောက်တရုတ်ဆိုရဟာ၎င်းတို့နဲ့ဆက်ဆံနေတဲ့အဖွဲ့အစည်းများအပေါ်မကျေမနပ်ဖြစ်ပွားမှုတွေဟာတရုတ်လူငယ်များအကြားတဟုန်ထိုးမြင့်တက်လာခဲ့ပါတယ်။တရုတ်လူမျိုးအများစုအတွက်၎င်းတို့ရဲ့တပတ်ကန်းတွင်ရှိနေတဲ့ထိုင်ဝမ်နိုင်ငံရဲ့ဒီမိုကရေစီစနစ်နဲ့လွတ်လပ်မှုတွေဟာအကြအဖွဲ့ရာဖြစ်နေပါတယ်။ထိုင်ဝမ်နိုင်ငံကဆက်လက်ပြီးလွတ်လပ်တဲ့ကျွန်းတကျွန်းဖြစ်နေသေးရွတ်၎င်းရဲ့ဒီမိုကရေစီတွင်ကျူးတဲတန်ဟာတရုတ်လူမျိုးများအားဆွဲဆောင်ဖန်ဆားလျက်ရှိနေမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့တရုတ်ရဲ့ထိုင်ဝမ်ကိုသိမ်းယူလိုခြင်းနဲ့အမေရိကန်ရဲ့ထိုင်ဝမ်ကိုဆက်လက်လွတ်လပ်နေစေလိုခြင်းအစရှိတဲ့အကြောင်းအရာတွေအတွက်စစ်မှန်ပြီးထင်ရှားတဲ့ဗျူဟာနှစ်ရပ်ရှိနေပါတယ်။နံပါတ်1အချက်ကတော့ပထမကျွန်းကွင်းဆက်ဟုခေါ်သောအနောက်တိုင်းဒီပညာဗျူဟာပဲဖြစ်ပါတယ်။ တိုကွင်းဆက်မှာတရုတ်နဲ့ရုရှားနှစ်နိုင်ငံစလုံး၏ကံယူတန်းတွေကိုဝိုင်းနေတော့အမေရိကန်နိုင်ငံနဲ့မဟာမိတ်များပိုင်ဆိုင်တဲ့ကျွန်းတွေပဲဖြစ်ပါတယ်။ဆေးကာလမှာထိုကျွန်းကွင်းဆက်ဟာဆေးရေးဆိုင်ရာကိစ္စရပ်တွေမှာကွန်မြူနတီတပ်တွေအတွက်ရုပ်ပိုင်းဆိုင်ရာအတားအဆီးတစ်ခုဖြစ်စေခဲ့ပြီးထိုရတက်များအနေနဲ့ပင်လယ်ပြင်ကိုဖြတ်တန်းရန်ကြိုးစားလာပါကကျွန်းကွင်းဆက်မဟာမိတ်များရဲ့နှောက်ယှက်ဖြည့်ဆည်းမှုကိုခံရမှာပဲဖြစ်ပါတယ်။ ထမကျွန်းကွင်းဆက်များသည့်မဟာမိတ်ရတများအားမိမိတို့ရဲ့ကံရိုးတမ်းများတွင်စည်ရေးပြုလုပ်ရန်ခွင့်ပြုပေးခြင်းအပြင်မဟာမိတ်သင်္ဘောတွင်လည်းလေရင်များအတွက်ဝေးလံသောနေရာတွင်အခြေဆိုင်စခန်းများထားရှိရန်မလိုတော့ပဲအချိန်ကျန်းကြာခြင်းများကိုလည်းရောနေသွားစေပါတယ်။၎င်းတို့အနေနဲ့လည်းမဟာမိတ်များထံမှအပြန်အလှန်အထောက်ပံ့များနဲ့ပြည်ပြင်းဆိုင်ရာအထောက်အကူပစ္စည်းတွေကိုအလွယ်တကူရရှိလာနိုင်ပါတယ်။ ။ယနေ့အချိန်မှာတော့တိုကျွန်းကွင်းဆက်ဟာဆိုဗီယက်ယူနီယံနဲ့၎င်းတို့ရဲ့မဟာမိတ်များကိုတားဆီးရန်မဟုတ်တော့ဘဲတရုတ်နိုင်ငံရဲ့ချဲထွေလာခြင်းကိုဟန်တားရန်ဖြစ်လာခဲ့ပါတယ်။တရုတ်နိုင်ငံဟာတောင်တရုတ်ပင်လယ်ဒေသမှာတရားဝင်ကျွန်းတို့များတည်ဆောက်ခြင်းဖြင့်ပထမဆုံးကျွန်းကွင်းဆက်ကိုချိုးဖျက်ရန်ကြိုးပမ်းလာခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ကြိုးပမ်းထိန်းချောင်းမှုတွေဟာတိတာထင်ရှားတဲ့ရလဒ်များရှိနေတော့လဲပထမကျွန်းကွင်းဆက်ရဲ့လုံခြုံရေးကိုအပြည့်အဝချိုးဖောက်နိုင်ခြင်းတော့မရှိသေးပါဘူး။ဒါပြင်ပထမကျွန်းကွင်းဆက်ဟာတရုတ်နိုင်ငံအတွက်လိုအပ်သောရေနံနဲ့တဘာဝတန်းခွေများတူဖော်ခြင်းများကိုတားမြစ်ရန်ဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ထောင်ပံကိုသဲယူလိုခြင်းရဲ့ဂျူဟာမြောက်အကြောင်းရင်းတစ်ချက်မှာတကဘာ လုံးကိုအကျိုးသက်ရောက်စေနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ယခုလက်ရှိထိုင်းဝန်နိုင်ငံကကမ္ဘာအကြီးဆုံးကွန်ပျူတာ chips နဲ့တရကုပစ္စည်းစမိတ်ကွန်ပျူတာများကိုထုတ်လုပ်ပေးနေတဲ့နိုင်ငံတကာနိုင်ငံဖြစ်ပါတယ်။ထိုင်းဝန်နိုင်ငံရဲ့ရုရှားနိုင်ငံအပေါ်ကုန်သွယ်မှုကန့်သက်ချက်တွေရှိတာကြောင့်ရုရှားရဲ့ခင်မီလက်နက်တွေထုတ်လုပ်တဲ့အပိုင်းမှာလည်းအခက်တွေ့လာစေပါတယ်။ကမ္ဘာနည်းပညာစည်းကမ်းမှာထိုင်းဝန်ရဲ့အရေးပါမှုကအလွန်သိသာထင်ရှားလာပြီးတရုတ်ရဲ့ချင်းချောင်းမှုကလည်းကြီးထွားလာတဲ့နဲ့အမျှအမေရိကန်နိုင်ငံဟာလည်းမိမိနိုင်ငံအတွင်း၌ chips ပြားများနဲ့တရကုပစ္စည်းများကိုထုတ်လုပ်နိုင်ရန်အတွက်တဖန်ပြန်လဲစူးစမ်းလာခဲ့ပါတယ်။ တကယ်လို့တရုတ်နိုင်ငံသားထိုင်ဝမ်ကိုတင်ပိုင်နိုင်ခဲ့မယ်ဆိုပါကကမ္ဘာအီလက်ထရောနိကပစ္စည်းများရဲ့အစိပ်ပိုင်းများထောက်ပံ့မှုအားလုံးဒီဘက်ကိုထိန်းချုပ်လာနိုင်မှာဖြစ်ပြီးတော့တရုတ်ကွန်မြူနီပါတီစီမင်းတဲ့တွင်မရှိသောနိုင်ငံတွေကိုလည်းပိတ်ဆို့အရေးယဉ်မှုများတိတိယောက်ယောက်လှုပ်ရှားလာနိုင်မှာပဲဖြစ်ပါတယ်။အဆိုပါနိုင်ငံများအနေနဲ့စီးပွားရေးကြံစည်မှုတန်ကိုခံရကံမဟုတ်ရင်တမတရှိချင်းဖြင့်ပြောသမျှလိုင်းနာရုံသာရှိပါတော့တယ်။တရုတ်နိုင်ငံဟာတက်တက်ကပါစစ်ဖြစ်ရမယ်ဆိုရင်တောင်သူ့ရဲ့ရည်မှန်းချက်တွေနဲ့ပြေဝအောင်ထိတ်ဆုံးဖို့ရအောင်ဘယ်လိုကြိုးပမ်းမလဲဆိုတာတစ်ချက်လေးလာကြည့်လိုက်အောင်လားခင်ဗျာ။ တရုတ်နိုင်ငံဟာဖြစ်ပွားလာနိုင်ွယ်ရှိသောပြည်ပခတွေအတွက်အလွန်အင်အားကြီးမားသောအမေရိကန်ရေတပ်ကိုရစ်ဆိုင်ရန်ကြိုတင်ပြင်ဆင်ထားမှုများရှိနေပြီးတရုတ်အနေနဲ့လည်းအင်အားမနည်းလှသောရေတပ်တစ်ခုကိုပိုင်ဆိုင်ထားနေပြီးပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာအမေရိကန်ရေတပ်တစ်လုံးရှိဒုံးကျည်မြိုင်သုံးပုံပုံအထိပိုင်ဆိုင်နေပြီးတရုတ်ရေပြင်သင်္ဘောများအနေနဲ့အမေရိကန်ရေရင်များနဲ့အကထိတ်တိုက်တော့ရှင်ပြိုင်နိုင်အောင်မှမဟုတ်ပါဘူးတရုတ်လက်တက်ဟာအမေရိကန်လက်တက်ထက်တာလွန်နေသောအနေအထားတွင်ရောက်ရှိနေပြီးအရေးတွေအားဖြင့်သာမကစမ်းဆောင်ရင်ပိုင်းတွင်ပါတာလွန်မှုများရှိနေတာကိုတွေ့ရပါတယ်ဥပမာအနေနဲ့တရုတ်ရဲ့ဝေဟင်မှဝေဟင်ပြတာဝေးပြဒုံးကျည်ဖြစ်တဲ့ PM15 သည်အမေရိကန်ရဲ့ AIM 120ထက်အကွာအဝေးကိုပုံမပြစ်နိုင်သောစွမ်းဆောင်များရှိနေပါတယ်ဒါပေမဲ့အမေရိကန်ရဲ့တရုတ်နိုင်ငံကအစမပြတ်ချေရခံကကြိုးပမ်းမှုများကြောင့်အမေရိကန် ရဲ့ AIM 260 JATM ဒုံးကျည်သည်ကွာဟာချက်တရားကိုနှိကဲ့ယုံမကအကြမ်းထက်မကသောကျူးကျော်မှုများလည်းရှိနေပြန်ပါတယ်။အမေရိကန်နိုင်ငံရဲ့လေတက်နဲ့ဂျစ်တက်အင်အားများဟာမြင်းမြပင်အင်အားကြီးနေပါသည်။တရုတ်နိုင်ငံရဲ့ကံရိုဒနာတို့ဒီကက်လာမှလာပို့ပြီးတော့အကျိုးရောက်စေမှာဖြစ်ပါတယ်။ဒါကြောင့်ပဲတရုတ်နိုင်ငံဟာ A2AD ဟုခေါ်သောနည်းမြေဧရိယာမျှဝေအသုံးပြုမှုကိုညှဉ်းဆန်သောပြူဟာတရက်ကိုအများပြားကြီးနှိမ့်မြုပ်နှံပြီးစောင့်နေခြင်းပဲဖြစ်ပါတယ်။အဆိုပါနည်းပြူဟာရဲ့ရွေးချက်မှာရိုးရှင်းပါတယ်။ American စစ်တင်ပေါ်များ AWACS ကဲ့သို့သောအထူးလေရင်တွေနဲ့ရင်းနှီးတင်ပေါ်တွေကိုတရုတ်ကံရိုဒနာမှခေါ်ဝေဝေတွင် င်ထားရှိနေမှာပဲဖြစ်ပါတယ်။ဒါမှပဲတရုတ်ပြည်သူလူမျိုးရေးရေးတပ်အနေနဲ့လွတ်လွတ်လပ်လပ်ကူးတန်းလှုပ်ရှားနိုင်မှာပဲဖြစ်ပါတယ်။ထိုမဟာဗျူဟာရဲ့အဓိကအကြဆုံးချက်ကတော့တရုတ်ပြည်သူလူမျိုးရေးတပ်မတော်ရဲ့ PLARF ကိုခေါ်သောပယ်ထိန်တုံးကြီးရေးတပ်တပ်ဖွဲ့ပဲဖြစ်ပါတယ်။ PLARF တရုတ်ရေးတပ်တပ်ဖွဲ့ဟာစေးကာလာပြည်ဆောင်ကတဲ့ကအမေရိကန်ရေးတပ်ဟာအကြီးအကျယ်ချင်းချောင်းလျက်ရှိသောတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ထိုတပ်ဖွဲ့ဟာအမေရိကန်ရေးတပ်များကိုအနောက်ပစိဖိတ်ဒေသမှာကောင်းစွာထိန်းချုပ်ထားနိုင်လောက်အောင်အင်အားတောင်းတင်လာပါတယ်။တရုတ်နိုင်ငံရဲ့စစ်ဘက်ထဏာခွဲတစ်ခုဖြစ်တဲ့ပယ်ထိန်တုံးကြီးတပ်ဖွဲ့ကိုနျူကလ িয়ার သုံးပယ်ထိန်တုံးကြီးများနဲ့နျူကလ িয়ার မဟုတ်သောပယ်ထိန်တုံးကြီး ီမြောင်တူလောင်ထိမ့်သိမ်းရန်ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။တရုတ်နိုင်ငံဟာတာလက်ဖြစ်အကွာအဝေးတပ်ဖွဲ့ဆိုင်ရာသဘောတူညီချက်စာချုပ် INF ကိုဘယ်တော့မှလက်မှတ်ရေးထိုးလိုက်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒါပြင်အမေရိကန်နဲ့ဆိုဗီယက်ယူနီယံတို့လိုမဟုတ်ဘဲတရုတ်နိုင်ငံဟာပက်ထိန်တုံးကြီးမြောင်ဒီဇိုင်းမမတ်တီထွင်ထုတ်လုပ်ပြီးတူလောင်ထားပါတယ်။ဒီနေ့ခေတ်မှာတော့တရုတ်နိုင်ငံဟာရာနဲ့ချီသောခရုစတုံးပြန်တွေနဲ့ပက်ထိန်တုံးကြီးပေါင်း1400ခန့်ကိုပိုင်ဆိုင်ထားပါတယ်။အများစုမှာရှေ့ကျပြီးတာတိုပြစ်အကွာအဝေးတုံးကြီးများဖြစ်ပြီးထိုင်းဝန်နိုင်ငံရဲ့အခြေခံအစအဦးတွေပေါ်မှာပြန့်ကျက်ထားနိုင်ပါတယ်။တာဝန်ပြည်အကြီးအသေးမြင့်တုံးကြီးများကမှဂျပန်နဲ့တောင်ကိုရီးယားရှိအမေရိကန်ချိတ်ဆိုင်စခန်း ်းများကိုပြစ်ခတ်နိုင်လောက်သည့်အနေအထားထိရှိနေပါတယ်။အရတန်နွဲပြည်အတိအကျမခံမှန်းနိုင်သောဒုံးပြန်အချို့မှာမူဂူဟန်ရှိအမေရိကန်ရဲ့အဓိကခြေစိုက်စခန်းတီပြစ်ခတ်နိုင်လောက်သည့်အထိရှိနေပါတယ်။တရုတ်ရစ်တပ်ရဲ့အခန်းကဏ္ဍသည်လည်းတတိယကမ္ဘာစစ်ရဲ့အခွင့်အပိုင်းကာလများတွင်အဓိကကြာသောနေရာတွင်ရှိနေပါတယ်။အမေရိကန်နဲ့တရုတ်နှစ်နိုင်ငံစလုံးဟာအကောင်သောတံပြန်စစ်ရင်အားများကိုပိုင်ဆိုင်ထားသောကြောင့်အရင်ဦးဆုံးပြစ်ခတ်နိုင်တဲ့သူကပိုအားတာသွားမှာပဲဖြစ်ပါတယ်။အင်အားကြီးနှစ်နိုင်ငံကြားစစ်ပွဲသည်ပထမဆုံးပဲထိန်းတုံးကြီးများညာနှင်းချီသုံး၍အပြန်အလှန်ပြစ်ခတ်တိုက်ခိုက်သောမျှော်လင့်မထားနိုင်လောက်သောတိုက်ပွဲသဏ္ဍာန်မျိုးဖြစ်လာမှာပဲဖြစ်ပါတယ်။တရုတ်ရဲ့ပထမဆုံးတိုက် က်ခိုင်းမှုကတော့ဒေတာတွင်းရှိအမေရိကန်ခြေစိုက်စခန်းများဖြစ်ပြီးဦးစားပေးအနေနဲ့မှာဂူဟန်ရှိအမေရိကန်ရဲ့ပင်မအခြေစိုက်စခန်းများပဲဖြစ်ပါတယ်။ဒါပေမဲ့တရုတ်သားဂျပန်နဲ့တောင်ကိုရီးယားရှိအမေရိကန်ခြေစိုက်စခန်းများကိုတိုက်ခိုက်ခဲ့ပါကနှစ်နိုင်ငံပဋိပက္ခတဲ့သို့ဂျပန်နဲ့တောင်ကိုရီးယားကိုဆွဲသွင်းလိုက်သလိုဖြစ်သွားမှာပဲဖြစ်ပါတယ်။တောင်ကိုရီးယားအနေနဲ့မြောက်ကိုရီးယားရဲ့အခြေအနေပေါ်မှာအမျက်ထုတ်လာနိုင်မှုကိုစိုးရိမ်ပြီးစစ်ပွဲတွေတွင်မပါဝင်ပဲနေနိုင်ပါတယ်။တကယ်တော့တရုတ်နိုင်ငံအနေနဲ့စစ်ပွဲကိုအနိုင်ရဖို့ပစိဖိတ်ဒေသမှာစစ်ပွဲအချိန်ကိုကောင်းစွာမြင့်တင်နိုင်ဖို့မြောက်ကိုရီးယားကိုတပတ်တလန်းကအကြိုးပြုနေတယ်လို့ဖြစ်နေပါတယ်။ တောင်ကိုရီးယားအနေနဲ့ကတော့ပဋိပက္ခတွေကိုတိုက်ရိုက်မဝင်ဘဲနေဖို့များပါတယ်။ရောက်ကိုရီးယားရဲ့ရန်လိုမှုကိုကြောက်ရွံ့နေခြင်းကပင်တောင်ကိုရီးယားကိုစစ်ပွဲတွင်ထဲထဲဝင်မပါဝင်လာစေဘဲအမေရိကန်နဲ့မဟာမိတ်များကိုထောက်ခံအားပေးသောလူထုထောက်ခံပွဲသာဖြစ်လာနိုင်ပါတယ်။ဂျပန်ကမှတောင်ကိုရီးယားနိုင်ငံနဲ့မတူဘဲကွဲပြားခြားနားနိုင်ပါတယ်။ပြည်ုပ်နဲ့ဂျပန်ဟာတမိုင်းကြောင်းရာပြင်းထန်သောပြိုင်ဘက်ကဖြစ်ခဲ့ပြီးတိုက်ပွဲမှုများလည်းရှိသေးပါတယ်။ဒါပြင်ပြည်ုပ်နိုင်ငံဟာကမ္ဘာတဝန်းရှိဒီမိုကရေစီနိုင်ငံအားလုံးအတွက်အကြီးမားဆုံးချိန်ချောင်းမှုတစ်ခုဖြစ်ကြောင်းဂျပန်နဲ့အမေရိကန်နိုင်ငံစလုံးကသဘောတူလက်ခံထားကြပါတယ်။ပြည်ုပ်နိုင်ငံသာကမ္ဘာဒီမိုကရေစီဖွံ့ဖြိုးတိုးတက် တလျက်ရှိသောထိုင်ဝမ်ကိုသိမ်းပိုင်နိုင်ခဲ့ပြီးအာလာရှင်စနစ်ကိုရောက်ရှိခဲ့ပါကကဘာလုံးဆိုင်ရာအပြောင်းလဲကြီးတစ်ရက်ဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်။ဒေတာတွင်ပါဝါကြီးစိုးလျက်ရှိတဲ့တရုတ်ဟာထိုင်ဝမ်ကိုသိမ်းပိုင်နိုင်ခဲ့ပြီးပထမကျွန်းကွင်းဆက်ပြတ်သွားပါကတရုတ်ရတက်သည်ဂျပန်ရဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေကိုကြားပြတ်တားဆီးနိုင်လောက်အောင်လိကက်လာမှာဖြစ်ပြီးဂျပန်အနေနဲ့နင့်နတ်ဆုံးရှုံးမှုများစွာရှိလာမှာပဲဖြစ်ပါတယ်။ ဒါကြောင့်အဆုံးမှာတရုတ်ကဘာပဲလုပ်လို့ဂျပန်အနေနဲ့စစ်ပွဲတွေဝင်ရောက်လာမယ်ဆိုတာကတော့မလွဲမသွေပါပဲဂျပန်နိုင်ငံရဲ့အတိတ်ကာလကမိမိနိုင်ငံကိုသာကာကွယ်ရမည်ဟုသောညီညာရေးမူဝါဒကိုပြင်ဆင်ရွေးဆဲပြီး၎င်း၏စစ်တပ်ကိုဖြန့်ကျက်နေရာချထားပါတယ်ထို့ချက်ကဂျပန်နိုင်ငံဟာအမေရိကန်နဲ့ထိုင်ဝမ်ကိုအကူအညီပေးရန်တင်ပေါ်များတပ်ဖွဲ့ဝင်များနဲ့လေယာဉ်များဆစ်လို့ဖို့တက်ကြွစွာပြင်ဆင်ပြီးစစ်ပွဲတွေတွင်ပါဝင်လာမည်ဆိုတာကိုသက်သေပြလဲရှိနေပါတယ်ဂျပန်ရဲ့အမေရိကန်ရေတပ်နဲ့လေတပ်များကိုမြေပြင်နေရာစခန်းအကူအညီများပံ့ပိုးပေးနေခြင်းကတရုတ်အတွက်ကြီးမားသောပြဿနာတစ်ရပ်ဖြစ်ပေါ်လာပါတယ်တရုတ်အနေနဲ့ပက်ထိန်တုံးကြီးချို့ကိုအမေရိကန်အတိုက်ခိုက် က်ထိနာစဉ်ရည်ရွယ်ပြီးဂျပန်ရဲ့ latest scan နဲ့စိတ်ကမ်းများကိုချိန်ရွယ်ပြင်ဆင်ထားမှာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့စစ်ရေးအယူဝါဒအရတရုတ်ပြည်သူလူမျိုးရေးတပ်မှ PLARFI ရန်သူကိုလင်းမြန်တိကျစွာအလုံးချင်းဖြင့်ထိုစစ်တိုက်ခိုက်ရာတွင်အသုံးပြုရန်စနစ်တကျဖွဲ့စည်းထားခြင်းဖြစ်ပြီး၎င်းရစ်တပ်အားဒေသအတွင်းရှိတရုတ်ရဲ့ညီမချက်များအတွက်အကြီးမားဆုံးချစ်ချောင်းမှုဖြစ်တဲ့အမေရိကန်ရစ်တပ်ကိုဖယ်ရှားရှင်းလင်းပြစ်ရန်အဓိကရည်ရထားပါတယ်။ သို့တော်လည်း American Chief Size Scan တွေနဲ့ Litter Scan တွေကိုအနိုင်ရရန်အတွက်အင်အားမလုံလောက်သေးပါဘူး American တွေနဲ့၎င်းရဲ့စစ်တပ် Chief Size Scan များကိုနေရာအများပြားနိုင်နေရာချထားနိုင်စွမ်းရှိနေပြီးစကန်တီနေရာဒေသမှာမဟာမိတ်များထံမှလည်းအကူအညီများရရှိနေပါတယ်တရုတ်ရစ်တပ်က Pacific ဒေသမှာ American ရစ်တပ်အားအနိုင်တိုက်ခြင်းကအင်မတန်ပြင်းထန်ပြီးကြမ်းတမ်းသောတိုက်ပွဲတစ်ပွဲဖြစ်လာမှာပဲဖြစ်ပါတယ်တရုတ်နိုင်ငံဟာ American ပြည်သူတွေရဲ့စစ်ပွဲရဲ့ထိခိုက်သေဆုံးမှုများကိုစန့်ကျင်လာနိုင်မှုအပေါ်မူတည်ပြီးစစ်ပွဲကိုအနိုင်ရယူရန်မျှော်လင့်လျက်ရှိနေပါတယ်တရုတ်နိုင်ငံရဲ့ညီမချက်ကိုပြေဝိုင်းရန်အတွက် American ရဲ့တပ်သားအင်အားစစ်လက်နက်အင်အားတွေကိုအကြီးအကျယ် ဆုံးဆုံးရှုံးမှုဖြစ်လာစေရန်လိုအပ်ပါတယ်။ဒါကြောင့်ပဲအမေရိကန်လေတင်သင်္ဘောတိုက်ခိုက်ရေးတပ်ဖွဲ့များအားချေမှုန်းနိုင်ရေးကတရုတ်နိုင်ငံအတွက်နံပါတ်1ပထမဦးစားပေးဖြစ်နေပါတယ်။အမေရိကန်လေတင်သင်္ဘောတွေဟာတရုတ်ရေတပ်သင်္ဘောများအားချင်းချောက်လျက်ရှိနေပြီး လင်နင်သင်းမော်တတိဆုံရှုံမာကအမေရိကန်တပ်သားထောင်ပေါင်းများစွာကိုဆုံရှုံရမှာလည်းဖြစ်ပါတယ်။ဒါဟာတရုတ်မျှော်လင့်နေတဲ့အရာဖြစ်ပြီးအမေရိကန်လူထုကိုတုံ့လုံလျှော့ရစေကရေရှည်စစ်ပွဲကိုစန်းကျင်လာစေဖို့ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တရုတ်အနေနဲ့အမေရိကန်ရဲ့ရေရှည်ပြိပခဆက်ဖြစ်မဲ့ဆိုရင်စစ်ပွဲကိုနိုင်ရန်မဖြစ်နိုင်တော့ကြောင်းပဲဖြစ်ပါတယ်။အကြောင်းရင်းမှာရေရှည်စစ်ပွဲရဲ့အကျိုးဆက်အရပြည်လျက်ချားကုံသွယ်မှုမှာပစ္စည်းနဲ့စွမ်းဆောင်ယူပိုင်းအားနည်းလာစေမှာဖြစ်ပြီးအမေရိကန်ရဲ့ကမ္ဘာကုံသွယ်မှုကိုရှင်းပြနိုင်ရန်ဘယ်လိုမှမဖြစ်နိုင်တော့ကြောင်းပဲဖြစ်ပါတယ်။သို့တော်လည်းတရုတ်ရဲ့စစ်ပွဲအစီအစဉ်တွင်အရေးကြီးသောပြဿနာ၃ရပ်ရှိနေပါတယ်။ပထမ ားတရက်မှာတရုတ်အနေနဲ့ထိုင်ဝမ်ကိုသိမ်းပိုက်ပြီးနောက်ရက်သက်တစ်ပတ်များစွာကြာအောင်နှိမ့်တိုင်းဆွေးနွေးမှုများပြုလုပ်ရပါမယ်။ဒီပေါ်များကိုထိုင်ဝမ်အနီးရှိစိတ်ကမ်းများတွင်ပြန်လည်စခန်းချထားရမှာဖြစ်ပြီးထောင်နဲ့ချီသောတပ်ဖွဲ့ဝင်များကိုစစ်ဘက်ဆိုင်ရာခရိုင်တီးတီးမှအရှိတ်အတိတ်အချမ်းတို့ရွှေ့ပြောင်းထားရမှာပဲဖြစ်ပါတယ်။ရိတ်ခါရေနဲ့စေဝါများကဲ့သို့သောထောက်ပံ့ရေးပစ္စည်းများကိုတန်ချိန်သန်းပေါင်းများစွာစုဆောင်ပြီးရေလက်ကြားကိုဖြတ်၍ပို့ဆောင်ရန်အတွက်လည်းပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ဂျာနဲ့ချီသောလေယာဉ်များကိုလည်းထိုင်ဝမ်အနီးနားရှိလစ်တက်စခန်းများသို့ရွှေ့ပြောင်းရအောင်မှာဖြစ်ပါတယ်။တကယ်တော့ထိုင်ဝမ်ကိုကျူးကျော်ခြင်းသည်တရုတ်အတွက်မထင်မှတ်ထားသောအရာများကိုကြုံတွေ့စေ င်မှာဖြစ်ပါတယ်။ပြုတ်ရက်ကျူးကျော်ခြင်းသည်မီဒီယာတွေပေါ်မှာလာပေါင်းများစွာလူသိရှင်ကြားသတင်းထုတ်လွှင့်ရမည့်သတင်းတစ်ခုဖြစ်လာပါလိမ့်မယ်။ ထိုချိန်မှာအမေရိကန်ပြည်ထောင်စုအနေနဲ့နိုင်ငံရေးစီးပွားရေးအရာတရုတ်ကိုထိခိုက်နာကျင်လာစေရန်ကမ္ဘာလုံးဆိုင်ရာထောက်ခံဆောင်ရွက်မှုများကိုပြုလုပ်လာမှာဖြစ်ပါတယ်။အီရတ်နိုင်ငံမှာဖြစ်ခဲ့တဲ့ disaster တိုက်ပွဲလိုမျိုးအမျိုးသားစစ်ကြုံပေါင်းအဖွဲ့ကိုဖွဲ့စည်းရန်ကြိုးပမ်းလာမှာပဲဖြစ်ပါတယ်။ထူးဆန်းသောလှုပ်ရှားမှုတစ်ခုအနေနဲ့ဥရောပနေတိုအဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့6လအတွင်းကပဲတောင်ပစိဖိတ်ဒေသသို့သင်္ဘောများဆစ်လွှတ်ခဲ့ပါသေးတယ်။အဆိုပါကင်းလက်ချင်းအပြင်ဥရောပဟာအမေရိကန်နဲ့အတူထောက်ခံရည်တည်လျက်ရှိပြီးထိုင်ဝမ်ကိုကျူးကျော်ခြင်းဟာစံကျင်ကြောင်းတရုတ်ကိုအချက်ပြခြင်းပဲဖြစ်ပါတယ်။ထိုင်ဝမ်ကိုကျူးကျော်ခြင်းသည်တရုတ်အတွက်လည်းနိုင်ငံတကာညွန်ပေါင်းအဖွဲ့ကိုဖွဲ့စည်းရန် ံဖြစ်လာစေပြီးအရေးအတွက်အနှဲငယ်သာရှိသောတရုတ်မဟာမိတ်များအနေနဲ့လည်းကမ္ဘာစစ်ကိုဥတီစေနိုင်သောစစ်ပွဲအတွက်ပါဝင်လိုချခြင်းရှိကြပါဘူးတရုတ်ရင်ဆိုင်ရာမြေဒုတိယပြဿနာမှာ၎င်းရဲ့ပက်ထိန်တုံးကြီးတပ်ဖွဲ့ဟာအမေရိကန်တပ်ဖွဲ့များကိုတေစီလောက်သည့်ချိန်ချောင်းမှုတစ်ခုဖြစ်တော်လဲတရုတ်နိုင်ငံကမျှော်လင့်ထားသည့်အတိုင်းအမေရိကန်ရစ်တပ်ရဲ့စစ်စင်ရေးကိုထိရောက်စွာဟန်တားနိုင်ခြင်းတော့မရှိသေးပါဘူးတရုတ်နိုင်ငံဟာ၎င်းရဲ့ပက်ထိန်တုံးကြီးများချုံရင်းချက်ဖြစ်နိုင်ခြေကိုယာကနမ်းမှ၁၀ကနမ်းလောက်အထိရှော့ချနိုင်ခဲ့ပါတယ်မိုင်းထောင်ပေါင်းများစွာမှအမေရိကန်လက်တက်စခန်းများကိုလွယ်ကူထိရောက်စွာပစ်ခတ်နိုင်သောအခြေအနေတွင်လည်းရှိနေပါတယ်ဒါပေမဲ့သမုဒ္ဒရာအတွင်း၌လင်းမြန စာရွေးလမ်းနေသောစစ်သည်ပေါ်များအားထိရောက်စွာပြစ်ကတ်နိုင်ရန်အတွက်တော့စိန်ခေါ်မှုတရအနေနဲ့ရှိနေပါသေးတယ်။ပက်ထိန်တုံးကြီးများနဲ့အခြား stand off တရတုံးကြီးလက်နက်တွေဟာရွေးလမ်းနေသောပြစ်မှတ်ကိုအတိအကျထိမှန်ရန်ခြေအကန့်စနစ်ကောင်းများလိုအပ်ပါတယ်။ဆိုလိုသည်မှာတင်မောတစည်းကိုဥစွာရှာဖွေတွေ့ရှိရန်တင်မောရဲ့အချက်လက်များကိုမှန်ကန်စွာဖော်ထုတ်ပေးရန်နဲ့နောက်ဆုံးတွင်အဖြေရှာထုတ်ပေးပြီးအတိအကျပြစ်ကတ်နိုင်သောခြေအကန့်စနစ်မျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။တရုတ်နိုင်ငံဟာ၎င်းရဲ့မြေပြင်ခြေဆိုင်စခန်းနဲ့ဂျော်ဒူခြေခံတာဝေးပြစ်ရေဒါစွမ်းရည်နှမျိုးစလုံးကိုအလွန်တိုးတက်ကောင်းမွန်လာအောင်ဆောင်ရွက်ခဲ့ပါတယ်။သို့တော်လည်းထိုဂျော်ဒူရေဒါများသည့်ခံမ မန်းချေအနေနဲ့သာမြေတိကွာဝေးတွင်တင်မော်ဒစီတည်ရှိနေတဲ့ဆိုတာကိုပြောပြနိုင်ပြီးဂျိုဒူများသည့်ကဘာကိုလည်းပတ်နေရသောကြောင့်တချိန်တွင်ချီယာကလန်ချောင်းတစ်ခုကိုသာပြောပြနိုင်မှာပဲဖြစ်ပါတယ်။မှန်ကန်စွာအမျိုးအစားခွဲခြားသတ်မှတ်နိုင်ရန်နဲ့ကောင်းမွန်တီကြသောချီယာကလန်ချောင်းတစ်ခုကိုဖော်ဆောင်နိုင်ရန်တရုတ်နိုင်ငံဟာအလွန်ကောင်းမွန်သောအာယုန်ကန်စနစ်ဤပညာများလိုအပ်နေပြီးအိန္ဒိယတွင်တရုတ်ကအဆိုပါဤပညာအတွက်များစွာသောငွေကြေးများကိုအသုံးပြုလာနိုင်မလဲဆိုတာကိုတော့မသိရှိနိုင်သေးပါဘူး။ဒရုန်းများနဲ့ AWACS လေယာဉ်များတွင်ယင်းမြုံနှံခြင်းအပြင်တရုတ်နိုင်ငံဟာစစ်ပွဲအတွက်လက်နက်ကိရိယာတပ်ဆင်မှုပိုင်းတွင်ပြည့်စုံလျက်ရှိနေပြီဆိုတာကို ကြသနေပါတယ်။ဒါပေမဲ့တရုတ်ရဲ့လေကြောင်းလက်နက်ပစ္စည်းကိရိယာတွေဟာကမ္ဘာပေါ်မှာရှိတဲ့စွမ်းရည်အမြင့်ဆုံးလေတပ်တွေရဲ့တိုက်ခိုက်မှုနဲ့ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။အိန္ဒိယတွင်အမေရိကန်သည်အလွန်ရှည်လျားသောအကွာအဝေးမှလေယာဉ်များကိုလက်ပတ်စစ်ဆင်ရေးမြန်ပြုလုပ်ရမှာဖြစ်သောကြောင့်တရုတ်အနေနဲ့အသာကြမ်းများရှိနေပါတယ်။သို့တော်လည်းအမေရိကန်စစ်တပ်ကဝေဟင်နှင့်ရေကြောင်းအတွက်ဒရုန်းများအပြင်ယနေ့တင်သင်ပေါ်များအတွက်ဒရုန်းသစ်များဝယ်ယူမှုကိုကြီးကြီးအပြင်အမေရိကန်စစ်လက်နက်များမှတဖြည်းဖြည်းနဲ့အလွန်အဆင့်မြင့်တိုးတက်နေတယ်လို့ယူဆရပါတယ်။ရေလျားပစ်မှတ်များကိုထိမှန်အောင်မပြစ်ခတ်နိုင်သေးသောအခက်အခဲများကိုတရုတ်အနေနဲ့ကြော်ပြတ်နိုင်တော်လဲလက်ရှိတွင်ရောအနာ ကတ်တွင်မှာတရုတ်တက်မဖြစ်ရှင်းနိုင်သောပြဿနာတရက်အားနည်းချက်တစ်ခုတော့ရှိနေပါသေးတယ်။တရုတ်ဟာ၎င်းရဲ့ရင်းနှံတဲ့သဘာဝတန်ခွေတင်သွင်းမှုအများစုအတွက်ပင်လယ်ရေချက်ကုန်သွယ်မှုများအပေါ်မှီခိုနေရပါတယ်။တရုတ်နိုင်ငံတွင်ရုရှားနဲ့မြေပြင်ခြေဆိုင်ဆက်သွယ်မှုတစ်ခုရှိနေပြီးထိုထဲမှတစ်ခုဖြစ်သည့်ကမ်ချန်ကာမှရေအောက်ပိုက်လိုင်းသည့်အမေရိကန်ရင်ကုန်သင်္ဘောများမှတဆင့် cruise တုံးချီများဖြင့်ပစ်ခတ်ရန်အလွန်လွယ်ကူသောပြစ်မှတ်တစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။ထိုပိုက်လိုင်းဟာအမေရိကန်လက်လန်းမမီသောအနောက်ဘက်အစွန်းပိုင်းကနေတဆင့်ရေနံနဲ့သဘာဝတန်ခွေများဝင်ရောက်လာနိုင်သောပိုက်လိုင်းဖြစ်ပါတယ်။ ဟူပိုင်လိုင်းသာဖောက်ခွဲခံရပါကတရုတ်နိုင်ငံရဲ့လက်ရှိသဘာဝလောင်စာဆီထောက်ပံ့မှုများနဲ့ပါသွားမှာဖြစ်ပြီးရတတပတ်အတွင်းရေနံလုံးဝပြက်လက်သွားမှာပဲဖြစ်ပါတယ်။တရုတ်စစ်တပ်ဟာဗျူဟာမြောက်ဖဲချန်ထားသောအရန်ငွေများကြောင့်လာနေငယ်ချတိုင်ပွဲဆက်ဝင်နိုင်တော်လဲအရက်တန်စီးပွားရေးကဏ္ဍတွေဟာစွန့်ရင်ပြက်လက်ပြီးရပ်တန့်သွားမှာပဲဖြစ်ပါတယ်။၆၀ရာခိုင်နှုန်းကျော်သောတရုတ်ကုန်သွယ်မှုများမှာတော့အမေရိကန်ရစ်တပ်ရဲ့ခွင့်ပြုပေးမှုဖြင့်ပင်လယ်ပြင်ကိုဖြတ်ပြီးရောက်ရှိလာနိုင်အောင်မှာပဲဖြစ်ပါတယ်။ တရုတ်ရဲ့ဘယ်ထိန်တုံးကြီးတပ်တွေဟာအမေရိကန်ရဲ့တပ်ကိုပင်လယ်အောက်မှာထိန်သိမ်းထားနိုင်တယ်လို့ဘယ်ထိန်တုံးကြီးတွေဟာကြီးမားသောအမေရိကန်ရဲ့တိုက်ခတ်ရေးရင်ကုန်သင်္ဘောအုပ်စုကိုတားဆီးနိုင်မှာမဟုတ်ပါဘူး။အမေရိကန်ရေပြင်တပ်ဖွဲ့တွေဟာမလက္ခဏာရေးချအိုမန်ပင်လယ်ကွင်းနဲ့ပနမတူမြောင်းတို့တွင်ရေကြောင်းကုန်သင်မှုအတွက်ရင်ကျော်ပိတ်ဆို့မှုများအားအလွယ်တကူလှောက်ဆောင်လာနိုင်ပါတယ်။တရုတ်နိုင်ငံဟာနိုင်ငံပြင်ပရှိစစ်ကမ်းတွေနဲ့ ။လေရင်ကွင်းတွေကိုစစ်ချလုံးခြုံစေရန်ကြိုးပမ်းနေပြီးဗျူဟာမြောက်ရေးပါသောရေလမ်းများအနီးတွင်လည်းတပ်ဖွဲ့များကိုအခြေစိုက်ထားနိုင်စေရန်အတွက်ကြိုးပမ်းလျက်ရှိပါသည်။သို့တော့ယခုချိန်ထိကြီးမားသောအမေရိကန်အခြေစိုက်စခန်းနှင့်မိုင်းတော်လင်းဝေးသောဂျီဘူတီ၌သာအခြေစိုက်စခန်းငယ်တစ်ခုကိုအောင်မြင်စွာအခြေချနိုင်ပါသေးတယ်။အမေရိကန်ဘက်တွင်ရှိသောကမ္ဘာနိုင်ငံအများပြားမှမိတ်ဆွေများနဲ့မဟာမိတ်ကွန်ရက်များကတရုတ်နိုင်ငံအား၎င်းတို့၏ပိုင်လယ်အတွင်စစ်အခြေစိုက်စခန်းများတည်ဆောက်ခွင့်ပြုရန်တွေးတောနေသည့်မြစ်တီနိုင်ငံပေါ်မှဆို PR များပေးလာနိုင်ပါသည်။တရုတ်ရဲ့တဖြည်းဖြည်းတိုးမြင့်လာသောတပြန့်အခြေချခြင်းများသည့်မြစ်တီတိုင်းဒါအထိ ိုးလာနိုင်မလဲဆိုတာကိုတော့ကံမှန်းဖို့မလွယ်ကူသေးပါဘူးတရုတ်ရေတပ်ဟာယနေ့ကပားပေါ်တွင်ကမ္ဘာအကြီးဆုံးရေတပ်တစ်ခုဖြစ်နေတော့လဲတင်ပေါ်များစုမှာဒုံးကျည်တင်ပေါ်များဒါမှမဟုတ်အိန္ဒိယနိုင်ငံများ၏ငါးဖမ်းတင်ပေါ်များနဲ့ရေနံရှာဖွေတင်ပေါ်များကိုနှောင့်ယှက်ရန်ရည်ရွယ်သည့်တင်ငယ်သည့်တင်ပေါ်များဖြစ်ကြပြီးအမေရိကန်လေတင်တင်ပေါ်တိုက်ခိုက်ရေးအုပ်စုကိုအရေးပါသောကုန်သွယ်မှုတွဲလွတ်ကျော်လန်းကြောင်းမှဖယ်ရှားနိုင်လောက်အောင်တော့မကြိုးပမ်းနိုင်သေးပါဘူး တရုတ်နိုင်ငံဟာ၎င်းရဲ့စီမံကိန်းအလုံးအတွက်စိတ်ကန်းတဲ့ဝေသောရေပြင်တွင် Blue Water Navy ကိုစစ်စင်ရေးဆောင်ရွက်နိုင်ရန်အဆက်မပြတ်ဖွဲ့စည်းနေတော်လဲတရုတ်ရဲ့အခြေအနေများအရ၎င်းရဲ့အစီအစဉ်များအတွက်တရုတ်နိုင်ငံလက်ရှိတွင်ရရင်ရှိတွင်ပါအကောင့်ထည့်ဖို့ရမဖြစ်နိုင်သေးပါဘူး။ သို့တော်လည်းတရုတ်နိုင်ငံဟာသူ့ရဲ့ရည်မှန်းချက်အစီအစဉ်များအကောင့်ထဲဖော်ရန်လေးလံတစ်ခုရှိနေစမြဲဖြစ်ပြီးအခုချိန်ထိတော့အမေရိကန်နိုင်ငံကသာကမ္ဘာစူပါပါဝါဆိုတဲ့အရာကြီးကိုအခိုင်အမာဥဆောင်လျက်ရှိနေတော့မယ်ဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုဆက်လက်ကြည့်ရှုနိုင်ရန်အတွက်ကျွန်တော်ရဲ့ YouTube Channel ကို Subscribe မလုပ်ရသေးရင် Subscribe လေးလုပ်သွားဖို့ပြောကြားပါရစေခင်ဗျာ။ပြည့်တက်များကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။